ားလုံးပဲမင်္ဂလာပါရှင်။ CG platform ကနေ့စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့မိုးလေဝသခန့်မှန်ချက်တွေကိုပြပြသားပါမယ်ရှင်။ဒီကနေ့မှာတော့မြန်မာနိုင်ငံတောက်ဘက်စွန်ဒေသတွေမှာမိုးနှင်းငယ်ရွာသွန်းနိုင်မယ့်အခြေအနေရှိနေပါတယ်။ဒါဟာဖိလစ်ပိုင်အရှေ့ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့လေပြင်းရဲ့ရုံဟာဖိလစ်ပိုင်ကုန်းတွင်းပိုင်းကိုဖြတ်ကျော်ပြီးတောက်ပြုတ်ပင်လယ်ကိုဝင်ရောက်သွားဖို့ရှိနေတာကြောင့်ပဲမြန်မာနိုင်ငံပေါ်အနေငယ်အချိန်တက်ရောက်ပြီးမိုးရသွန်းမှုတွေကိုကြုံတွေ့ရမှာဖြစ်ပါရဲ့ရှင်။ အမေရိကန်နိုင်ငံစစ်ဘက်ဆိုင်ရာမူလဝတ္ထာဏတစ်ခုဖြစ်တဲ့ JTWC ရဲ့ထုတ်ပြန်ထားချက်အရတော့အဲ့ဒီလေဝေလိုင်းဟာအာကောက်လာနိုင်ပြီးတိုက်ဖုံမုန်တိုင်းဖြစ်နိုင်ခြင်းအလေအလတ်ဆန်းရှိနေတယ်လို့ထုတ်ပြန်ထားပါတယ်ရှင်။မူလဝတ္ထာခန့်မှန်မော်ဒယ်တွေအရတော့ဒီလေပြန်နဲ့ရေဝန်ဟာအပူပိုင်းမုန်တိုင်းတစ်ခုဖြစ်လာဖို့ရှိနေပြီးဒီမုန်တိုင်းအရှိန်ကြောင့် VN, Laos, Cambodia, Thailand နိုင်ငံတို့မှာမိုးရွာဖို့ရှိနေပါတယ်ရှင်။ မြန်မာနိုင်ငံအတွက်တော့ဒီဇင်ဘာလ10ရက်နေ့အထိမြန်မာနိုင်ငံတောက်ပိုင်းဒေသချုံမာတာမိုးနှင်းငယ်ရွာပေါ်ရှိနေပါရဲ့ရှင်မြန်မာနိုင်ငံရဲ့တောက်ဘက်ဆုံဒေသတွေဖြစ်တဲ့တနင်္သာရီတိုင်းထက်ကတနင်္သာရီဘုတ်ပြင်းနယ်ကော့တောင်မြို့နယ်တွေမှာမိုးနှင်းငယ်ရွာနိုင်ဖို့ရှိပြီးတရက်တာအတွင်းမိုးရေချိန်လက်မ3.3-3.2ကနေ3.3-8အထိမိုးရွာနိုင်ဖို့ရှိမယ်လို့ဝန်လေဝတာခန့်မှန်မော်ဒယ်တွေမှာတွေ့ရပါရဲ့ရှင်ဆက်လက်ပြီးညပူချိန်တွေကိုခန့်မှန်ပြောပြသွားပါမယ် ဒီနေ့ကနေနောက်နှစ်ရက်အတွင်းမှာတော့ရခိုင်ချင်းစကိုင်းတိုင်းနဲ့ရှမ်းပြည်မြောက်ပိုင်းတို့မှာနေပူချိန်နဲ့ညပူချိန်တွေအနည်းငယ်ကျဆင်းလာပြီးကျပ်ပြည်နယ်နဲ့တိုင်းပြည်မှာတော့ညပူချိန်အနည်းငယ်သာကျဆင်းနိုင်မှာဖြစ်ပါရဲ့ရှင် ထူးခြားမှုအနေနဲ့ကတော့ရေကံပေါက်မော်လမြိုင်ကော့ကရိတ်ဖအံဖာပွန်ဒါပိန်ကဝပကိုးမအီအန်းနဲ့ကြောက်တော်မြူနယ်တွေမှာ34ဒီဂရီဆယ်စီယက်ကနေ36ဒီဂရီဆယ်စီယက်ထိနေပူချိန်မြင့်တက်ခန်းစားရနိုင်မှာဖြစ်ပါရဲ့ရှင် ခရင်လူယောက်ကြီးအညွန်ကဲအနေနဲ့ကတော့မြန်မာနိုင်ငံအောက်ပိုင်းတစ်ခုလုံးမှာခရင်လူယောက်ကြီးအညွန်ကဲမြင့်မာနေပြီးအေယာဝတီတိုင်းတောက်ပိုင်းမွန်နဲ့တနင်္သာရီတိုင်းမြောက်ပိုင်းတို့မှာခရင်လူယောက်ကြီးအညွန် UB Index ASNT မြင့်တက်နိုင်တာကိုတွေ့ရပါရဲ့ရှင်ဒါကြောင့်နေပူထဲမှာအသက်မွေးကြောက်ပြုနေရတဲ့ကာယလုတ်သားကြီးတွေတောက်သူဦးကြီးတွေစားလေလုတ်သားတွေကန်နီကန်ဝေးရေလုတ်သားတွေအနေနဲ့အင်ဂျင်လက်ရှိဝတ်စင်တာအုတ်ထုတ်ဆောင်တာမျိုးတွေလုပ်ပြီးမှအလုပ်လုပ်ကြပါလို့တိုက်တွန်းလိုပါရှင်။ ကန်နီကန်ဝေးရေလောက်သားတွေအတွက်မြမပင်လေပြင်မှာတော့လိုင်းနေငယ်ကနေလိုင်းတင်းတင်းသာရှင်းနိုင်ပြီးလိုင်းအမီဟာ၄ပေကနေ၆ပေခန့်တိသာရှင်းနိုင်တယ်လို့အသိပေးလိုပါရှင်။အခုပြောပြပေးခဲ့တဲ့မိုးလေဝသခန့်မှန်ချက်တွေကိုတော့ကျမတို့ CJ platform ကမိုးလေဝသလေးလာသူတူဖြစ်သူကိုလကွန်အိမ်ကမိုးလေဝသခန့်မှန်ချက်မော်ဒယ်တွေမှာဖော်ပြထားချက်တွေကိုစုစည်းပြီးတော့ခန့်မှန်တိဆက်ပေးခဲ့ရပဲဖြစ်ပါရှင်။မိုးလေဝသဖြစ်စဉ်တွေဟာအချိန်နဲ့မျှပြောင်းလဲနေရကြောင်း ကျမတို့ CJ platform ရဲ့နောက်ဆော်ရမိုလိဝတာခမန်ချက်တွေကိုလည်းဆက်လက်စောင့်ကြည့်ပေးကြဖို့မြတ်တမ်းရခက်လိုပါရဲ့ရှင်။မိုလိဝတာဖြစ်စဉ်တွေကိုခမန်ရမှာဒေတာအတွင်းဖြစ်ပေါ်နေတဲ့မိုလိဝတာနေရာဒီတို့ဖြစ်စဉ်ကိုပါသိရှိနိုင်ရှင်ပြီးခမန်မှုပါပုံမတိကြတာမလို့မိမိတို့ဒေတာတွင်အခြေအနေတွေကိုလည်း comment မှာမျှဝေပေးခဲ့ပါအောင်နော်။အလုံးမေတ္တာရလှပတော်နေ့လေးတစ်ခုဖြစ်ပါစေလို့ကျမစင်တီကဆုတောင်းပေးပါရှင်မြန်မာနိုင်ငံကြီးမြန်ဆိုအေးချမ်းပါစေရှင်